သူရရှိလာတဲ့ဂုံပြူစုငွေတွေကိုငလင်ပေးတင်ပြည်သူတွေအတွက်ပြန်လူလိုက်တဲ့စကိုင်းမျိုးကရေခဲချောင်းတဲလေးကိုရှိုင်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့စကိုင်းမျိုးသားကိုရှိုင်းရင်ရေခဲချောင်းလူဌာနလေးကတော့တိတ်ကိုကြည့်နှုတ်ဖို့ကောင်းနေပြင်သူ့ရဲ့စေတနာတွေကြောင့်လူများရဲ့ဂုံပြူစုတွေအလူတွေရရှိလာခဲ့ပါတယ် တို့ပေမဲ့ရေခဲချောင်းတယ်လေးလိုလူတိများသွားတဲ့ကိုရှိုင်းစုသူကောင်းလေးဟာသူ့စီကုံဆိုင်ဆိုင်မြိုင်မြိုင်လာရောက်လူဒန်းချတဲ့ဂုံပြူစုတွေကိုဘဝတူတခြားသောငလင်ပေးတင်ပြည်သူတွေကိုပြန်လည်လူဒန်းလိုက်ကြောင်းသိရပါတယ်ခြေခဲချောင်းတဲ့ကိုရှိုင်းရဲ့ခုလိုလုံးရက်လေးကြောင့်ထမှန်ပြီး လူတွေလေးစားခဲ့ကြတယ်လို့သူ့ရဲ့စေတနာတတာတရားနဲ့စိတ်သက်လေးကတော့လူပီသားပါပဲတဲ့ ရေခဲချောင်းတွေကိုဆိုင်ကငလင်ပေးကယ်ဆယ်ရေးတွန်းလာကြသူတွေနဲ့ငလင်ပေးတဲ့သူတွေစီကရေခဲတော့ဖို့ပတ်စံမယူရတော့လို့အလကားလူပေးပြတာပါကယ်ဆယ်ရေးသမားတွေမောပြေစီခြင်းလို့ခုလိုလုပ်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ် နေပူကြီးထဲမှာမုံမြက်လာတဲ့လူတန်းတွေလှုပ်ဆောင်နေကြတဲ့ဒါနရှင်ပရာဟိတဖွဲ့သားကိုစကိုင်းမြို့သားရေခဲချောင်းတဲလီကိုရှိုင်းကသူရောင်းတဲ့ရေခဲချောင်းလေးတွေကိုလိုက်လံလူတန်းပေးနေတဲ့ဗီဒီယိုလေးတွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးနိုင်ရီပိုင်းမှာတဲ့လူများကသူ့စီတောင်းရောက်ပြီးဂူညီတွေသူ့ကိုဂုံပြူလူတန်းတာတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်ရေခဲချောင်းတဲ့ကိုဆိုင်ကိုစိမ့်ဆိုင်တစ်ခုမှအရင်နီးနဲ့ကွန်ပျူစူရီလာရောက်ပေးရခဲ့ကြပြီးမေကိုဆိုင်ကတော့သူ့ထပ်ပုတ်ပြီးငလင်တန်ခန်းစားနေရတဲ့သူတွေကိုငဲကွက်ကသူရရှိလာတာတွေကိုပြန်လည်လူဒန်းသွားမှဖြစ်ပါတယ်။ နေပူကြီးထဲမှာမုံမြက်လာတဲ့လူတန်းတွေလှုပ်ဆောင်နေကြတဲ့ဒါနရှင်ပရာဟိတာဖွဲ့သားတွေကိုစကိုင်းမြို့သားရေခဲချောင်းတယ်လီကသူရောက်တဲ့ရေခဲချောင်းလေးတွေကိုလိုက်လံလူတန်းပေးပြီးနောက်ကိုရှိုင်းဟာခုလိုလူမှုကွန်ရက်တွေပေါ်ကရောက်ရှိခဲ့ပါတယ်။မိမိမြို့သူမြို့သားတွေစီကလာရောက်ကူညီလူတန်းသူတွေကိုလေးစားစရာလုပ်ရက်ကလေးတစ်ခုပြုလုပ်ခဲ့တာဖြစ်ပြီးကင်မရာမှာပါပါအတန်းရှင်းမှမပါခဲ့တဲ့ရေခဲချောင်းတဲ့ရေခဲချောင်းလူလေးကတော့နိုင်ငံကျော်သွားတဲ့လူခုဖြစ်လာခဲ့ရပါတယ်။ တူကစီတနာတူကမြေတာဆရဲတိုင်းပဲလင်းစားစရာလောက်ရဲလေးတစ်ခုပါပဲသူနေစဉ်ရောင်းချပြီးဝမ်းစာရှောက်ပွေခဲ့ရတဲ့ရေခဲချောင်းတွေကိုတစ်ဖက်တစ်လမ်းကနေနေပူရဲလာရောက်လူဒန်းသူတွေကိုငဲ့ကွက်ပြီးလိုက်လံဝေပြီးလူဒန်းခဲ့လို့ခုလိုလူများရဲ့ရင်ထဲမှာလည်းအေးမြစေခဲ့တယ်လို့ရေခဲချောင်းတွေလေးရင်ခုလိုစီတနာလောက်ရဲလေးချောင်းသူ့ကိုပြန်လဲလူဒန်းသွားခဲ့ကြတဲ့လူတွေလည်းရှိလာခဲ့ပါတယ် လက်ရှိရေခဲကြောင်းတွေလေးစီတိုက်ရိုက်သွားရောက်ပြီးလူဒန်းချတဲ့သူတွေများကြီးရှိနေပြီဖြစ်တယ်လို့သူ့ကိုလာရောက်လူဒန်းနေလူရှင်တွေကတော့ဘဝတူခက်ခဲနေတဲ့ငလင်းတင့်ပြည်သူတွေကို ပြန်လည်လူဒန်းပေးချင်တာပဲဖြစ်ပါတယ်။ရေခဲကြောင်းတွေလေးရဲ့ခုလိုပုံစံလေးနဲ့ပါကျိုးမှမမျောကိုပဲလူများကိုစေတနာအားထက်သန်စွာနဲ့သူရောက်ချမဲ့ရေခဲကြောင်းတွေကိုမျှဝေပေးခဲ့တဲ့လောက်ရလေးချောင်းသူ့ရဲ့ဘဝလေးမကြခင်မှာအလူရှင်များစွာနဲ့စေတနာရောင်ပြန်ဟလာစီမှာပဲဖြစ်ပါတယ်။ သူတို့မျိုးသူမျိုးသားတွေကိုလာရောက်ကူညီတဲ့ပရဟိတသမားတွေအတွက်ကိုရှိုင်းဟာအတူယူစရာပါပဲရှင်။